အခုအမားတို့ရှက်လက်တူရဲ့လက်ကိုဆက်သွားမယ်နော်ဒီမှာလက်ကတိုင်းတာတာလက်ရဲ့အတူဟာ18.4เนาะအခုကကြတော့အမပြတဲ့အတိုင်းနေနဲ့ပဲအရင်ဆုံးတွတ်ထားပြီးမယ်နော်ပြီးမှဒီအတိုင်းနေကဘလို့တိုင်းလို့ထွက်လာတာလဲဆိုတာကိုတိုင်းနည်းလေးတွေလည်းပြီးတော့ဖိုင်လေးတင်ပေးမယ်နော်အဲဆိုရင်သူ့ရဲ့မူလလက်တူဟာမူလတိုင်းတာတဲ့လက်တူဟာအမတို့ဟာ18.4เนาะအဲနည်းနည်းတော့ နည်းနည်းတော့သိအောင်ရှင်းပြလိုက်မယ်ဒီလက်တူကဘယ်လိုထွက်လဲဆိုတော့ဒီမှာမတို့ဒီမရဲ့ပုံစံအုပ်မှာတော့ဒီလိုမျိုးလေးပါတယ်เนาะလက်ကဘယ်လိုတိုင်းထားလဲဆိုတော့အမတို့ဒီမှာအဲနောက်နောက်ရဲ့ဒီဂုတ်ဂုတ်တက်တက်လေဂုတ်တက်တက်ရနေပြီးမှမတော့ပေကျိုးကိုတင်းပြီးတော့ပခုံးကိုဖြတ်လာတယ်ဖြတ်လာပြီးတော့မှပေကျိုးချပြီးတော့မှဒီမှာ တထောင်စီးရဲ့အပေါ်ကိုတလက်မလောက်တက်ပြီးတော့ဒါလက်တူတိုင်းလာတာတိုင်းလာတော့အမတို့ကဒီမှာပခုံးကြီးပါနေတယ်လက်တူတိုင်းတဲ့ချိန်မှာအဲ့ပခုံးကမတို့ကပြန်နှုတ်ပေးရမှာเนาะအဲ့ဒါကြောင့်လက်က18.4 18လက်မနဲ့၄စိတ်တောင်ရှည်နေရเนาะဒါဆိုရင်မတို့ကမူလလက်တူက18.4ရတာအဲ့ဆိုအရှည်ကြီးပဲလေတကယ်တမ်းဆွဲလို့ရှိရင်เนาะဘာလို့လဲဆိုတော့ပခုံးတစ်ချမ်းပါနေရောအဲ့ကြောင့်မတို့ပခုံးတစ်ချမ်းပြန်နှုတ်ပေးရမယ်အဲသူ့ပုံစံကမူလပခုံးအစားနဲ့เนาะ ပကုံးကတချမ်းမဲ့နှုတ်ရမှာလေအမတို့တိုင်းတာတာပကုံးကအကျဉ်ကြီးဆိုတော့အဲ့အကျဉ်ကြီးကိုနှစ်နဲ့စားလိုက်တာเนาะအဲ့တော့မတို့ရဲ့မူလပကုံးက18ရတယ်18ကိုနှစ်နဲ့စားတော့9ဒါဆိုရင်မတို့ဒီမှာမူလလက်တူတွေက9ကိုနှုတ်ပေးရမယ်เนาะနှုတ်ရင်မတို့ဒီမှာဘယ်လောက်ရမလဲ9.4အဲ့ရလို့ရှင်မတို့မှာချုပ်စား 0.4လေးစိတ်ထပ်ပေါင်းလိုက်မယ်လေးစိတ်ပေါင်းရင်လေးနဲ့လေးနဲ့ပေါင်းရင်8ဆိုတော့တလက်မဖြစ်သွားပြီ8ကိုတလက်မပေါင်းလိုက်တော့30ဒါဆိုမှတို့ဆိုရမယ်လက်ရဲ့အရှိအဟာ30ပဲရမယ်နော်ဒါဆိုရင်စဆွဲမယ်နော်သဆွဲတဲ့ခါကျရင်မတို့ဒီမှာစက်ကူကိုခေါက်ချောင်းလေးနဲ့ထားမယ်နော်သူ့ကိုလည်းမတို့ခေါက်ချောင်းနဲ့ဆွဲမယ်ဒီမှာခေါက်ချောင်းလေးဆွဲပြီးရင်မတို့အပေါ်ကနေပြီးတော့မြင်းတစ်ချောင်းအရင်ဆွဲမယ် လက်ဆွဲရင်လည်းမတို့ကနှစ်ချက်တီးရမယ်เนาะမတီးရမလဲဆိုတော့လက်ရင်းနဲ့လက်ရဲ့လက်တူရဲ့အရှိဘောเนาะလက်အရှိအဲ့မတို့ဒီမှာပုံစံလေးတွေမှာတွက်ထားတဲ့လက်ရင်းက6လက်မှာเนาะလက်ရဲ့အရှိက30လက်ရင်းက6လက်မှာလက်ရဲ့အရှိက30ရမယ်အဲ့ဒါကိုဆွဲမယ်เนาะအဲ့တော့မတို့ဒီမှာအပေါ်ဆုံးမြင်းပေါ်မှာလက်ရင်းကိုစမ်းမှတ်မယ်လက်ရင်းက6လက်မှာเนาะ လက်ရက်အရှိကဆယ်လက်မအမှတ်ကလေးတွေညီအောင်မပြောတယ်အမြဲတမ်းနှစ်စိတ်နှစ်စိတ်မှတ်မယ်ဒီမှာလည်းဆယ်လက်မမှတ်မယ်ဒီမှာမြင်းတစ်ချောင်းဆွဲလိုက်မယ်ဆက်ပြီးဒီမှာလည်းအမတို့လက်ရင်းပြန်မှတ်မယ်ကိုလက်မနော်ဒါဆိုရင်မြင်းလေးတွေမရိုင်တော့ဘူးနှစ်မှတ်နှစ်မှတ်ကလေးမှတ်လိုက်တော့နော်ဒါဆိုရင်အမတို့လက်ရင်းနဲ့လက်ရက်အရှိကိုအရင်ဆုံးပေါက်ခတ်လိုက်တာ နော်။ဘောင်ခတ်ပြီးသွားတယ်မတို့ပထမဆုံးဒီဒီပေါ်ကနေပြီးတော့မတို့လက်အမြင့်ချမယ်။လက်အမြင့်ကပုံမှန်ရှက်တွေမှာမတို့က3လက်မှပုံသေးနော်။ပုံမှန်ရှက်တွေမှာ3လားနော်။အော်တာဒိုဆိုမတူတော့အောင်။ဒါဆိုရင်မတို့ဒီမှာ3လက်မှချမယ်။ဒီကနေလဲ3လက်မှမှတ်လိုက်မယ်။မှတ်ပြီးမတို့ဒါကိုမြင်းလေးဆွဲလိုက်မယ်။နော်ဆွဲပြီးသွားရင်ဒါကိုမတို့က၄ပုံပုံမယ်။ ကိုးဆိုတော့မှတော့လေးခွဲဆိုရင်တဝက်နှစ်နှစ်စိတ်ဆိုရင်နောက်ထပ်တဝက်ဒီမှာလည်းနှစ်နှစ်စိတ်ဆိုရင်နောက်ထပ်တဝက်ဒီမှာတပုံနှစ်ပုံသုံးပုံလေးပုံပုံလိုက်ပြီးပုံပြီးသွားရင်မှတော့အဲ့ဒါလေးတွေကိုဖောင်လေးတွေခတ်လိုက်မယ်တောင်းမှန်ကြလေးတွေပေါ့နော်တောင်းမှန်ကြဖောင်လေးတွေခတ်လိုက်မယ်ဒါမျိုးလေးတွေနော်ဖောင်လေးခတ်မယ်ခတ်ပြီးသွားရင်မှတော့ဒီဘက်ကလက်ရင်းထိတ်ကလေးနဲ့ဒီဘက်ကမှတော့လက်အမြင့်အစုံလေးကိုရင်းဖြောက်ကလေး ဆက်လိုက်မယ်เนาะဆက်ပြီးမှာတော့အမှတ်တွေမှတ်တော့မယ်ဒီနေရာအပေါ်ဆုံးဒီအပေါ်ဆုံးမြင်းလေးမှာမတော့အပေါ်ကို၄စိတ်เนาะဒုတိယလိုင်းမှာကျတော့အမတို့က၂စိတ်မှတ်မယ်တတိယလိုင်းကျတော့အမတို့ကဒီမြင်းရဲ့အောက်ဘက်ခြမ်းကိုမှတ်မယ်၂စိတ်နော်ပြီးတော့မှမားတို့ကဒီတတိယအကွက်ကလေးကိုမားတို့တဝက်ဝက်မယ်နှစ်သုံးစိတ်ဆိုတော့တစ်တစိတ်ကြော်ကြော်လေးမှတဝက်ဝက်လိုက်ပြီး เนาะတဝက်ဝက်ပြင်มาတော့ဇိုင်းလေးတွေဝိုက်တော့မယ်ပြည်တယ်အမြဲတမ်းเนาะမတော်နေတဲ့ဘက်ဆိုရင်ဒီလိုအလျှောလေးကြိုင်တယ်เนาะဒီလိုမြင့်တက်သွားတဲ့ဘက်ကိုမတော်ကဒီလိုအခုံးလေးကြိုင်တာเนาะအလိုက်တက်လေးပဲအဲဆိုရင်သူ့အမတော်ကဒီတဝက်ရဲ့နှစ်စိတ်ရဲ့ဒီပြင်းပြင်းလေးကိုလေးဆက်လိုက်မယ်เนาะပြည်မတော်တွေ ်ပြည်တံကိုပြန်ခုံးမယ်ခုံးပြီးသူကြတော့၄စိတ်ရဲ့၂စိတ်ရဲ့အလဲမှတ်ရဲ့ဆက်မယ်ဒီပေါ်ကြတော့မတော်ကထည့်ရနေတာဒီပေါ်နော်ဒါတော့နော်ဒါဆိုရင် မတို့လက်ဂျိုင်းဝိုက်တာလေးပြီးသွားပြီเนาะဂျိုင်းဝိုက်တာပြီးရင်မတို့အောက်ဘက်ကိုဆက်သွားမယ်ဒါကြတော့မတို့ကအခုဒီမှာပထမဆုံးဆွဲထားတာကမူလလက်ဝเนาะမူလမင်းကလေးပဲဖြစ်ဖြစ်မတို့ကယောက်ျားလေးပဲဖြစ်ဖြစ်လက်ကလေးတွေကဘေးကိုဝိုက်ရမှာเนาะဝိုက်ရမှာအဲ့တော့ဘလောက်ဝိုက်မလဲဆိုမတို့ဒီမှာအပေါ်ကိုလေးစိတ်လေးတက်မယ်ဘေးဘက်ကเนาะဘေးဘက်ကနေမတို့အပေါ်ကိုလေးစိတ်တက်မယ်တက်ပြီးရင်မတို့ဒီမှာခောက်ချောင်းရဲ့စုံအလဲစုံမတ်နဲ့ညင်းကိုထည့်မယ် ။ဝိုင်းရမယ်ဆိုပြီးမှအမတို့ပေကွေးမသုံးဘူး။ဒဲ့မြင်းလေးပဲဆွဲလိုက်တာเนาะ။ဆွဲပြီးဝိုင်းရင်ဒါဆိုအမတို့အခုနောက်ဆွဲတဲ့လိုင်းဟာမူလာလက်အဲလက်ဝမြင်းဖြစ်သွားပြီ။လက်ဝမြင်းဖြစ်မှာအမတို့ကဒီအောက်ကိုခောက်စာတလက်မနဲ့လေးစိတ်လက်မနဲ့လေးစိတ်ခောက်စာချမယ်ဒီမှာကျတော့လေးစိတ်တက်တဲ့အမှတ်ကနေပြန်ချရမှာဆိုတော့ဒီမှာရှိမယ်ဒါမှမဟုတ်သူ့မြေနှစ်ချောင်းလေးကအပြိုင်ဖြစ်နေလိမ့်မယ်ဒီလိုပုံစံလေး နော်ဒီနေ့မြင်းနဲ့ကြောင်းအပြိုင်လေးပြီးတော့မှမားတို့ကအဲလက်တူအတွက်မားတို့ကလက်ဝတွေကမတွက်ထားရဘူးလေမတွက်ထားရတော့ဒီကနေပြီးတော့မားတို့ဘေးကနေပြီးတော့မားတို့ပုံသေးတလက်မနဲ့လေးစိတ်တလက်မနဲ့လေးစိတ်ဝင်လိုက်မယ်နော်ဒါဆိုရင်မားတို့ဒီမှာလက်အမြင့်ဆုံးလေးနဲ့ဒီမြင်းကိုအရင်ဆက်မယ်မူလာအဲဒီလက်ဝမြင်မှာအရင်เนาะဒီအထိပဲအရင်ဆုံးမယ်เนาะဆုံးပြီးတော့မှမားတို့ကအောက်ကို လို့တောင်းပန်ကြလေးဆွဲမယ်နော်ဆွဲပြီးတော့မှဒီတောင်းပန်ကြအနေပြီးတော့မတို့ဒီအပြင်ဘက်ကိုရေးစိတ်ထုတ်မယ်ရေးစိတ်ထုတ်ပြီးမှဒီမှာလက်ဝမြဲဒီနေရာလေးနဲ့ဒီအချွန်လေးဆက်လိုက်မယ်အဲ့တော့မှမတို့ကဘာလို့ဆိုတော့မတို့ကလက်တွေကဒီလိုစောင်းပြီးဆင်းလာလေဒီလိုမျိုးသူ့ကိုပြန်စောင်းထုတ်မှာခောက်တဲ့ချိန်ကျရင်ဒီလိုပြန်မိမှာအဲ့ကြမှာလှမှာနော်ဒါဆိုရင်မတို့ရဲ့လက်တို့လေးကပြီးသွားပြီနော်အမတို့ညှက်ရမယ်မြင်းလေးကဒီကနေစညှက်လာမယ် ညက်ပြီးဒီကြည့်လေးစိတ်ထွက်တဲ့တိထွက်မယ်ပြီးရင်မလို့စောင်းတက်မယ်စောင်းမယ်ပြီးရင်တခါတယ်ဒီမှာသူ့ရဲ့ကတ်ကလေးဝိုက်ထားတဲ့ line တိုင်းလေးပဲညက်လိုက်မယ်နော်အဲ့ဆိုရင်မတို့လက်တူလေးပြီးသွားပြီနော်ဒါဆိုရင်မတခါတယ်ညက်ပြလိုက်ပါမယ် ရရမထိုးလို့ရှင်ဒီလားစကူရအယူရအဲ့လေထိုးပြီးမှညက် ဆယ်မားတော့တခါတယ်ဆွဲတဲ့ချိန်မှာခေါက်ချောင်းလေးနဲ့ဆွဲထားလိုက်တော့မအားလို့ပိတ်ဆညက်တဲ့ခါကျရင်လွယ်သွားပြီနော်ဒါဆိုရင်မအားလို့လက်တူမှာမားဘာတွေလိုလဲဆိုတော့ရှည်ချမ်းလိုတယ်နောက်ချမ်းလိုတယ်ပြီးရင်မအားလို့ဂုတ်ပိုးလိုတယ်အဲလက်တူလိုတယ်အိတ်ကပ်လိုတယ်ပြီးရင်အမတို့ကော်လာလာမှာเนาะအခုအမနောက်ထပ်အိတ်ကပ်ကလေးကိုဆွဲပြမယ်ဒါဆိုရင်အမတို့အိတ်ကပ်ဆွဲပြီးကော်လာဆွဲပြီးရင်အကုန်လုံးပြည့်စုံသွားပြီเนาะ